တိုးမဲရုပ်ရှင်မှာဆိုလို့ရှိရင်လည်းဒီမဖွေးကို underwater scene တွေလည်းပါတယ်ဟိုလောက gear အပြည့်အစုံ oxygen pipe တွေနဲ့ကျွန်တော်တို့ဒီ15ပေလောက်အထိအဲမြုပ်ပြီးတော့မှနစ်ပြီးတော့မှအထဲမှာဘယ်လိုမျိုးအသက်ရှူလဲအဲ့ဟာတွေကိုအစင်စင်သွားတယ်ရေအောက်ရောက်လာတယ်ဆိုတော့အဲ့လိုခေါင်းကြီးကလည်းအဲ့လိုဖိထားခံတူတူကြီးဖြစ်ပြီးတော့မှနားတွေကဥပြီးတော့မှအဲ့ခေါင်းတွေမူးလာရှာရလက်ခံပေးရလက်ခံပေးသူကလည်းအဲ့လိုမျိုးတည်တည်ချာချာလုပ်တယ်ဆိုလို့ရှိရင်မဖွေးရသူကလှုပ်ချင် ကျွန်တော်အနေနဲ့ကတော့ဒီရုပ်ရှင်ပဲဖြစ်ဖြစ်ကြော်ညာပဲဖြစ်ဖြစ် series ပဲဖြစ်ဖြစ်ပေါ့နော်ဟိုကိုလှုပ်လိုက်တဲ့အရာတခုမှတော့ဒါလူတွေရဲ့အဲစိတ်ခံစားမှုတခုကရစေချင်တယ်ပြီးတော့အကျိုးတခုလည်းရှိစေချင်တယ်ပေါ့နော်ကိုလှုပ်လိုက်တဲ့ဒီအမှုပညာကအချိန်ပေးပြီးတော့မှကြီးရတော့ပြောမယ်ဆိုတော့တန်စေချင်တယ်ပေါ့ဒီတိုးမဲရုပ်ရှင်မှာဆိုလို့ရှိရင်လည်းကျွန်တော်ကဒီမဖွေးဟိုကอืม upcycling ပေါ့သူက furniture ကိုပြန်ပြီးတော့မှဒီ use furniture တွေကိုသူကပြန်ပြီးတော့မှအစ်စ် modern ပြန်ပြီးတော့လုပ်တဲ့ဟာဆိုတော့ရေပေါ်ထိုးတာအစပြီးတော့လို basic ပေါ့နော်အဲ့ဒီဟာတွေကကျွန်တော် comicy စီမှာတင်တန်းသွားပြီးတော့မှပို့ပေးတာမျိုးတော့ပြီးလို့ရှိရင်ကျွန်တော်တို့က underwater scene တွေလည်းပါတယ်အဲ့ဒါဆို underwater scene ကြတော့လေ temperature အလိုရိုက်လို့ကမရအောင်မရတော့သူ့ကို step by step ပေါ့နော်သူ့ကိုပြောတာပါဟိုကျွန်တော်တို့ကိုယ်တိုင်ရောအဲ့မှာရေထဲငုပ်ပြီးတော့မှအဲ့လို လုတ်ကြည့်ရအဲ့ဒါမှပဲအထဲမှာဘလို့ attend လုပ်မလဲဆိုတဲ့ဟာကျွန်တော်ပြောနိုင်ပါအဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးကတော့အဲ့လိုမျိုးအဆင်ဆင်ပေါ့နော်စစချင်းကတော့ဟိုလုံးဝ gear အပြည့်အစုံ oxygen pipe တွေနဲ့ကျွန်တော်တို့ဒီ15ပေလောက်အထိအဲမြုပ်ပြီးတော့မှနစ်ပြီးတော့မှအထဲမှာဘလို့မျိုးအသက်ရှူလဲပြီးလို့ရှိရင်အထဲမှာမွန်းပြီဆိုရင်ဘလို့မျိုးမျက်လုံးဖွင့်ပြီးတော့အသက်ရှူတဲ့အစရှိတဲ့ပြင်ပေါ့အဲ့ဟာတွေကိုအဆင်ဆင်သွားတယ်အဓိကကတော့ရေအောက်ရောက်တယ်ဆိုရင်အဲ pressure အရန်များတာအဲနားတွေရန်ဥတာဥလာပြီးတော့မှအဲ့လို သက်ရှူရတဲ့ဟာမှလည်းအဲ့လိုအဲ့လိုစိတ်ကွာကြောက်လာတာအဲ့လိုမျိုးလေရေအောက်ရောက်လာတယ်ဆိုတော့အဲ့လိုခေါင်းကြီးကလည်းအဲ့လိုဖိထားခံသူတို့ကြီးဖြစ်ပြီးတော့မှနားတွေကဥပြီးတော့မှခေါင်းတွေမူးလာပြီးတော့မှနောက်ဆုံးကအလွတ်အလွတ်ကဘာမှပါတော့ဘဲနဲ့ရေထဲမှာငုတ်ပြီးတော့မှဘလို့ acting လုပ်တယ်အဲ့ဒီဟာတွေကိုအဲ့လိုမျိုးသင်ရတာပေါ့နော်အဲ့ဒါတွေကကျတော့ကျွန်တော်လည်းပြောပြလို့မရတော့ကျွန်တော်ဆရာတွေအဲတက်ကြွတဲ့လူတွေကိုထပ်ပြီးတော့မှကျွန်တော်ငှားရတယ်ငှားပြီးတော့မှဒါတို့နဲ့အဲ့လိုမျိုးသင်ပေးပြီးတော့မှသွားတာဆိုတော့လေ တော်တော်လေးဟိုပါဖြစ်ပါတယ်တွေ့ကြုံနေရတော့ပါတယ်အဲ့ pressure ရလက်ခံပေးရလက်ခံပေး तू อ่ะလဲအဲ့လိုမျိုးတည်တည်ချာချာလုပ်တယ်ဆိုလို့ရှိရင်မဖွေးရ तू อ่ะလုပ်ချင်တယ်အောက်မလို့ကျွန်တော်ရှေ့မှာလဲရုပ်ရှင်ကောင်းမှာလဲစုံမှုတဲ့အခါကျတော့ဒီကောင်ကဒီလိုမျိုးရိုက်မယ်ပြီးလို့ရှိရင်ဒါအဖေနဲ့သမီးရဲ့အကြောင်းကိုပို highlight ဖြစ်တဲ့မိသားစုကဖြစ်တော့ तू อ่ะလဲတော့လက်ခံဖြစ်သွားတာပေါ့အချိန်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ6လကျော်ကျော်6လ9လဟုတ်တယ်အဲ့လောက်လောက်ကြာမယ်ထင်တယ်ဟုတ် ဲ့ဟာကိုလည်းကျွန်တော်တို့ကဟိုအရင်ရိုက်ချင်တဲ့ဇက်ဖြစ်နေတာပဲပြီးတော့ဒီအချိန်မှာကဟိုဒီလိုကားမျိုးဖြစ်တဲ့နေဆိုပြီးတော့လည်းကျွန်တော်လည်းအဲ့လိုတွေးမိတာကြောင့်မလို့လေဒီလိုပုံစံအမြန်ဆုံးပေါ့အကောင့်တွေပေါ်ပြီးတော့မှလုပ်ဖြစ်သွားတယ်ဂျားထဲမှာတော့ကျွန်တော်တခြား project တွေကိုကနာရွှေ့ထားလိုက်တာပေါ့ဟုတ်အခုထိလည်းကျွန်တော်တို့ကမတင်ခင်အထိကဒီ post production ကဆက်ပြီးတော့မှလုံနေတော့စူးစမ်းနေတော့ဆိုတော့အဲလုံနေတော့ပို့ပြီးတော့မှကောင်းအောင်ပေါ့နော်လုံနေတော့ဆိုရဲအခါကျတော့အဲ့ဒါလေးကိုတော့အချိန်ကတစ်နှစ်နီးပါးပေါ့အဲ့လောက်လောက်ဖြစ်သွားမှာပေါ့ဟုတ် ဆိုတော့အကုတ်တက်ဆိုရင်စကောင်းဟောင်းတကောင်းရောက်ဖို့အများဆုံးတော့ဟုတ်ကဲ့ဟုတ်တနှစ်လောက်တော့အချိန်ပေးရတယ် series လည်းအဲ့လိုပဲ set series ဆိုလို့ရှိရင်တနှစ်ခွဲလောက်တော့မှအချိန်ပေးရတယ်အဓိကဟိုသူကကြတော့ပြနေတဲ့အချိန်မှာကျွန်တော်တို့ကအပိုင်းတွေကဆက်ဆက်ပြီးတော့မှဆက်နေတော့ဆက်နေတော့ဒီဘက်ကပြတယ်ဒီဘက်ကအမိဆက်ရတယ်ဆိုတော့လေသူ့ရဲ့ timeline ကပြနေလည်းမပြီးသေးဘူးကျွန်တော်တို့အဲ့လိုမျိုးသွားရတာပေါ့အဲ့တော့ဆိုတော့ series ဆိုလို့ရှိရင်တော့တနှစ်တနှစ်ခွဲလောက်ကသွားရတယ်ဟုတ်အဲတုံးမဲရုပ်ရှင်ကတော့ဒါမိသားစု drama ဆိုပေမဲ့လည်းကျွန်တော်တို့ ည်းနည်းစမ်းကြံတော့စမ်းကြံတော့ဒီမိသားစုတွေထဲမှာဖြစ်လေဖြစ်တာရှိတဲ့အဲဒရမာတွေရောပြီးတဲ့အခါကျတော့ဒီလူတဦးတယောက်ချင်းစီမှာလည်းကိုယ်ကိုခံယူထားတဲ့อืมตู้เม้ဆိုတဲ့ဟာပေါ့เนาะตู้เม้ဆိုတဲ့ဟာပုံမှန်အပြရတော့အများငါကတော့အိမ်မှာตู้เม้ပဲမမိသားစုမှာငါကตู้เม้ပဲအလုပ်ထဲမှာตู้เม้ပဲအဲ့လိုမျိုးပြောကြတာပေါ့เนาะဒါပေမဲ့တခြားလူတွေရဲ့အမြင်မှာရောကိုယ်ဘယ်လိုမြင်တာလဲဘာကြောင့်မလို့မြင်တာလဲပြီးတော့တခြားလူတွေကိုရော တိုးမဲလို့တို့မမြင်ကြအောင်လားဆိုတဲ့အပိုင်းလေးတွေပေါ့နော်ကြီးတဲ့လူတွေကပါကိုယ့်ကိုပြန်ပြောင်းမအဲ့လိုဝေဖန်မိအောင်လို့အဲသုံးသပ်မိအောင်လို့အဲ့ပုံစံလေးနဲ့လှုပ်ထားရပေါ့နော်ဒီမီတာစု drama ဆိုမဲ့အရန်အေးတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ပြန်ဆန်းဆက်လို့ရမယ်သုံးသပ်လို့ရမယ်ပုံစံမျိုးလေးကိုလှုပ်ထားပါတယ်ဟုတ်အခုလည်းမိုးနေတာတိတ်အဲ့တော့ခက်ခက်ခဲခဲကြီးမရှိဘူးစရတဲ့ကလည်းဒါတယောက်နဲ့တယောက်အဲ့လိုအပြန်အလှန်လေးစားမှုရှိတာရယ်ပြီးတဲ့အခါကျတော့ အပြန်အလှန်လေးစားမှုဆိုတာလည်းတော်တော်လေးကျွန်တော်ကလည်းဒီကားထဲကိုဦးလင်မိုးပါဝင်အောင်လို့ဟို調査ခဲ့တယ်ပြီးတဲ့အခါကျတော့ဟိုရိုက်ချင်တဲ့ပုံစံလေးတွေကိုလည်းကျွန်တော်ကဟို presentation လုပ်ပြီးတော့မှဦးလင်မိုးပြခဲ့တယ်ကျွန်တော်လည်းတကားလုံးဟာကျွန်တော် storyboard ကျွန်တော်ဆွဲရယ်ဆွဲပြီးတော့မှဒီ storyboard ထဲမှာပါခြင်းနဲ့အဲ mood တွေရယ် lighting ပုံစံ camera work တွေကိုကျွန်တော် DOP နဲ့တိုင်ပင်ပြီးတော့မှ DOP ရော gaffer ရောပြီးတော့ production design team တွေရောအကုန်လုံးကကိုလုပ်ချင်တဲ့ဟာကိုအဲ့လိုဖြစ်မြောက်အောင်လို့調査ပေးကြတယ် အဲ့ဆိုတော့ဒါ teamwork အနေနဲ့ကျွန်တော်တို့ဟိုအကောင်းဆုံးနဲ့လုပ်ခွင့်ရတာဆိုတော့ဒီဥရမိုးတို့မဖွေးတို့ပြီးတော့ဂျန်နဲ့တရုတ်ဆောင်တွေအကုန်လုံးအကောင်ရေချမ်းနေထွအကုန်လုံးတော်တော်လေးတက်တက်ကြွကြွနေလीကိုပါတဲ့ဒီ role ကိုတည်တည်ချာချာလေးလုပ်ပေးကြတယ်ပြီးတဲ့အခါကျတော့သူ့ရဲ့စိတ်ဝင်စားမှုနဲ့ဒီတဲ့ကိုထဲတဲ့ဒီ mood ကအဲကျွန်တော်အနေနဲ့ director တယောက်အနေနဲ့ဆိုလေပို့ပြီးတော့မှကျွန်တော်ဟိုဟာဖြစ်တယ်ပို့ရောက်သွားတယ်အင်းအဲ့တော့ဆိုရင်ကျွန်တော်စကားလည်းမပြောနိုင်ဘူးအဲ့လိုမျိုးစိတ်က အရင်မွန်းကြတယ်အဲ့လိုကောင်းမျိုးကကျွန်တော်အနေနဲ့အများအားလည်းမရိုက်နိုင်တဲ့အခါကျတော့လေဒီလိုမျိုးတစ်ခါတလေရိုက်တဲ့အခါမှာကျွန်တော်အပြည့်ပဲထည့်ကြတာဆိုတော့တည်တည်ချာချာလေးတော့ဟိုလှုပ်ထားပါတယ်ဟုတ်ဟုတ်ကဲ့အခုဒီနှစ်ထဲမှာလည်းသုံးမဲ that one time ဆိုရဲရုပ်ရှင်ကယုံတင်มาဖြစ်ပါတယ်ဘယ်ချိန်ယုံတင်မလဲတော့မသိသေးဘူးပေါ့เนาะယုံတင်ခွင့်ရပြီဆိုရင်တော့ကျွန်တော်လည်းအတည်ပြေးပေးပါမယ်ပြည်သက်တွေအားလုံးစောင့်ကြည့်အားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်